ငါတို့တကိုးဆိုကောင်တွေကအိမ်ပြင်ကနေအတွင်းကိုဖောက်ထွင်းဖို့ဒါစိတ်ဝင်စားတာအခိုင်အခန့်ပိတ်ထားတဲ့တကားတွေခက်ခက်ခဲခဲအပြင်ကနေဖွင့်ဖို့ဒါစိတ်ကူးထားကြတာကိုအထဲကနေအပြင်ကိုအလွယ်တကူထွက်လို့မရတာကိုမေ့မေ့နေတတ်ငါတို့အလုတ်ကလည်းသူများတွေနဲ့ပြောင်းပြန်ကိုဟာဒါနဲ့နေစမ်းမအောင်လေကားရမင်းတစ်တာခေါ်ရခဲ့လားဘယ်ရမလဲကွာတကားဖွင့်လို့ရတာနဲ့ဝန္တာအားရပြေးထွက်လာမိတာဘာပစ္စည်းမှယူခဲ့ဖို့တတိမရဘူးဟာဟာဒါမှတကယ်ကြောင်တာ ဒါကြောင့်လဲမင်းကိုကြောင်းလင်လေကားလို့ခေါ်တာပဲ။အုံးစံဒီကလည်းသူ့အတွေ့အကြုံကိုပြောပြပြန်သည်။သူသည်အုံးသက်မွေးများကဲ့သို့နေချင်းချင်းရှုပ်ထွေးတွေဖြစ်နေတော်စပင်များကိုဒီပြေကုတ်ဖွားရင်ငါအလုတ်ကဟန်နေကွာ။တိတ်ဝေးဝေးလန့်လန့်သွားနေစရာမလိုဘူး။ကိုရက်ကွက်တဲ့လှဲ့ပြီးအလုတ်ဖြစ်နေတာကွာ။လူတွေကမရိပ်မိဘူးလား။ဘယ်ရိပ်မိမလဲ။ငါကတကိုယ်တည်းလူပြိုကြီးတယောက်။စကားနည်းတွေနားအေးပါအေးနေတတ်တယ်ပေါ့ကွာ။ကျမကြီးကြောင့်စိတ်ပစင်ယူပြီးအငိမ့်စားလုပ်နေတယ်ပေါ့။တခါတလေကျမှ ရွှေပွဲစားစိန်ပွဲစားအဖြစ်ကျုံတလို့လုပ်တယ်ပေါ့ကွာမဲပုံစံကိုယုံရောယုံကြလို့လားကွာယုံတာပေါ့ကွာငါကအဲ့ဒီတုန်းကအခုလိုပုံမှမဟုတ်ပဲတာတာနာနာကွာလက်ကွက်ထဲကငါ့ကိုလူကြီးလူကောင်းဆိုပြီးလေးသားကြတာငါကဘလောက်ပြီးလဲဆိုရင်တစ်ဖက်အိမ်မှာနေတဲ့လူတော်မရိပ်မိဘူးဟဲဟဲရေးစရာတော့ကောင်းတာငါ့ကိုဘလောက်ယုံကြည်ကြတယ်လဲဆိုတော့လက်ကွက်တာရင်နိုင်အတင်အမှုဆောင်ထဲမှာတော့ထဲမလို့ပြောကြသေးတာအမဲဒါတော့ငါက လက်ကွက်တဲရောက်တာတိတ်မကြသေးလို့တဲ့သူတို့ကအသင်းရဲ့အရေးပါတဲ့နေရာပေးကျင်တာဆိုပဲအေးကွာငါလည်းစမ်းမရေးမကောင်းလို့ဆိုပြီးတော်တော်ငင်းယူရတယ်ငါကလူကြီးတိတ်မှရုပ်ဖြတ်ပြီးထွက်တာကိုကိုရက်ကွက်တဲကအိမ်နေဆိုတော့ဘလို့ဝင်ရမယ်ဆိုတာကြိုတိနေပြီးသားပေါ့အတော်ဟန်ကြတယ်ဟေခဏခဏတော့လုံးလုံးမဖြစ်ဘူးပေါ့တလတခါနှစ်လတခါလောက်တချီကောင်းလေးတွေစော်ရတာပေါ့အဲတနေ့တော့ဖြစ်ရမယ်လေငါတို့တွေဟာ တနေ့တော့ဆိုတာမျိုးနဲ့ကြုံရတာကြီးပါပဲမဲအလိမ်ပေါ်သွားရောဆိုပါတော့ဘယ်ဟုတ်မလဲငါကညလူကြီးတိတ်တဲ့အချိန်အလုံးလုံးဖို့အတာကလေးထွက်လာခဲ့ရောအဲ့ဒီနေ့ကအလုံးမဖြစ်ဘူးကွာရက်ွက်ထဲမှာအာသုဘတခုရှိတော့လူကတိတ်မပြတ်ချင်ဘူးဒါနဲ့ငါလဲလက်လျှော့ပြီးအိမ်ပြန်လာတော့လာလာငါအိမ်ထဲကပစ္စည်းတွေကိုတကောင်ကဝင်ပြီးအကုန်မသွားတာပဲဟေးဘာလုပ်လဲကိုပဲအိမ်ကကောင်းပေါ့ကွာသူကလည်းငါ့လိုကောင်းမျိုးပဲငါအိမ်ကိုဒီကောင်ချောင်းနေရကြာပြီတင်နေ ငါအเจ้าကိုလည်းသိနေရန်သူတယ်။ဒါကြောင့်တချီကောင်းကြံသွားတာပေါ့။နင်ခံလိုက်ရတာနာတော့ခွာ။နာတာမှမခံကြည့်မခံတာကိုနာတာ။ဒီကောင်ကဟိုဘက်အင်ကနေငါ့ကိုအမျိုးမျိုးမခံကြအောင်စတယ်ကွာ။အစိုးဆုံးကတော့ငါစီကခိုးသွားတဲ့ရေဒီယိုကြီးကိုအကျယ်ကြီးဖွင့်ဖွင့်ပြတာပဲကွာ။ဟာဒါဆိုမင်းစီကကိုယ့်အဘပစ္စည်းဒီကောင်းရှိမှတတ်တည်ကန်ရှိရပဲ။ရက်ွက်ကောင်းစီလူကြီးကိုခေါ်ပြီးဝန်ဖမ်းပေါ့ကွာ။ရက်ွက်ကမင်းကိုယုံမိသားပဲကွာ။ဘယ်ဖြစ်မလဲကွာ။ဒီလေဒီယိုဆိုတာလည်း ငါတခြားအိမ်ကခိုးထားတာလीအပြင်ထုံရောင်းဖို့ဟာအခွင့်မတားသေးလို့ပဲဒါသွားပေါ်လိုက်လို့ရှင်မိခိုးကြွက်လျှောက်လိုက်ပြီးငါပါခံရမှာပေါ့ဟာအဲ့ဒါပဲကွာကိုကကျူးရင်ကိုတူးတော့မယုံအောင်ဘူးဆိုတာအကိုတော်ဘာကြိုင်ကဝင်ပြောသည်ထိုကကြွက်ဆုပ်ကကျုပ်ကတော့ဗျာကိုကကျူးရင်ကိုလက်တော့မယုံအောင်ဘူးလို့ဒါပြောကျင်တော့တာပဲထိုလိုက်သည်ကြွက်ဆုပ်သည်ပိမ့်ပိမ့်တေးသေးကိုကိုလေးဖြစ်သည်ဒီဒီကပင်သူ့အာကန်တရားကလောက်ကင်စားတောင်းနိုင်အောင်ဖန်စီပေးသားတယ်လို့ဖြစ်နေ၏အကြောင်းက လူတယောက်ဘလုံးမမဝင်နိုင်ဟုသိချလောက်တော့အပေါက်တစ်ပေါက်ကိုသူကဝင်နိုင်သည်ကလေးတယောက်ဤလက်တောင်မှနိုင်လို့မရဟုထင်ရသောအပေါက်ကိုသူ့လက်ဖြင့်ရအောင်နိုင်နိုင်သည်သူ့အယိုးအဆက်များကထူးခြားစွာပျော်ပြောင်းနေသောအကြောင်းဖြစ်သည်သူကလှင်လဲလှင်သည်မပိုင်းလည်းမလုပ်လုံလင်းလည်းထောပေါက်ကိုအရင်ရှာထားသည်သူလှုပ်လှုပ်လင်းပြီးပြီးရှိပြီးလွတ်လွတ်ကျွတ်ကျွတ်အောင်မြင်သည်ကများသည်ကြွက်လိုပင်အပေါက်ရှာကောင်းသည်ဖြင့်ဒီနာမည်တွင်နေရခြင်းဖြစ်၏သူယနေ့ရွေးချယ်ထားသောအိမ်ကအပြိုကြီးတယောက်တည်းနေသောအိမ်ဖြစ်သည် ရပောင်းများစွာဂျိုဒင်စနီးနာအကွက်ချထားချက်အရအဖျော်ကြီးသည်အသက်45နှစ်လောက်ရှိပြီးဘာလို့မှမလုပ်ပဲထိုင်စားနေရလောက်အောင်အတွင်းပစ္စည်းတွေရှိသည်ဒီပစ္စည်းတွေကိုလူတွေမရေမိအောင်တူတူတိတ်တိတ်ထားသည်ဓာတ်ပုံတူပုံကလည်းပညာပါ၏အဝေးစားအဟောင်းအဆုပ်တွေကြားထဲမှာရွှေတဲတွေကိုညှက်ပြီးသမိန်သုတ်တစ်ထည်ဖြင့်ထုတ်၍ဂရင်းအောင်မှထားသည်ဘသူကမှအဖိုးတန်ပစ္စည်းဟုထင်မိမိမဟုတ်ကျွတ်ဆောက်ကတော့ဒါကိုတိနေသည်အပြိုကြီးစီမှာပစ္စည်းပေါမှုတော့ မိမတယောက်ရှိကသတင်းကြားထားရခြင်းဖြစ်၏ကျွတ်ဆုပ်သည်အင်းအောင်တို့ကျိုးကျိုးတင်းတင်းရောင်းနေနေသည်သူ့ကြံကသိပ်ပိုင်ပြီးဂရင်အောင်နဲ့တက်တဲ့ကြံကင်းနဲ့ကလေးရဲ့ရှိသောပင်တစ်ချက်ကိုဟာယုံကလေးခွာမိပြီးတော့လက်ကိုအတာကလေးရှုံမိအဖျားမှာဂျိတ်လိုကောက်ထားသောတန်ချောင်းရှိရှိကလေးနဲ့အထုပ်ကိုဆမ်းပြီးဆွဲယူမိဓာပြင်ခွဲ၍အထက်ကရွှေတယ်တွေကိုကဲ့ယူမိပြီးတော့အထုပ်ကိုပြန်ထားခဲ့မိမိမကြီးအထုပ်ကိုမပြေမချင်းကိုးခံရအောင်တည်ရှိမိမဟုတ်ပြီးတော့ ဒီကိစ္စမှာအိမ်ထဲတောင်ဝင်စရာမလိုမိမကြီးကတော်တော်နဲ့မအိအခန်းထဲဝင်လိုက်အပြင်ထွက်လိုက်လုံနေသည်တခါကျတော့အခန်းထဲကအတန်ထွက်လာသည်မင်းတိတ်ဆိုးရဲကွဲဟဲကျွတ်ဆုပ်ပကုံးတွန်းလိုက်မိသည်ဒီပြိုကြီးဘလို့ဖြစ်နေပြီလဲမင်းကိုကျွေးမွေးပြုစုရတာလက်ကားပဲဘာမှကူညီပေါ်လဲမရစားလိုက်အိတ်လိုက်ဟွန်းဒီကြားထဲဇက်မြင့်ပေါ်တို့တစုံတစ်ခုဘုတ်ခနဲပြုတ်ကြတဲ့ကြားရသည်ပြီးတော့ညောင်ဆိုတော့အတန်ကြားရ၏ဟဲ့ပူစီဘယ်သွားမလို့လဲ လာလာမိ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 ကျွတ်ဆုံမရေမိအောင်တတိထားနေလိုက်သည်ခဏကြာတော့မိမကြီးအင်ရှေကန်းထွက်သွား၏ဘုရားရှိခိုးတန်ကြားရသည်5မိနစ်10မိနစ်တော့အချိန်ရမည်ပြင်ကားကိုအသာကလေးဟာသည်တန်တူရင်းငယ်ကိုချိန်ပြီးခက်မြင်းမြင်းဆွဲရသည်ကျွတ်ခနဲ့ခက်အုံအုံမြည်ပြီးအနေငယ်ဟသွားသည်ရလောက်ပြီးလဝါရှို့ကြည့်သည်ညသည်လဝါအရင်ပိုင်းကတင့်နေသည်ကိစ္စမရှိဒီလောက်တော့နည်းနည်းချင်းနှဲ့သွင်းရသည်မိမကြီးအခန်းထဲပြန်ဝင်လာသည် ကြက်စုံညင်းနေလိုက်သည်မိမကြီးကအတော်ကြောင်အိတ်မပြောသည်ဂရင်ပေါ်မှာဟိုဟိုဒီဒီလိတ်နေပုံရသည်အတော်ကြောင်တော့မှငြိမ်သွားသည်ကြက်စုံကနားကိုအစွမ်းကုန်ဆွန့်လိုက်သည်အသက်ရှူတာခက်မှန်မှန်ကြားရသည်စိတ်ပျော်နေပြီဒီကြောင်နိုင်ဝက်လောက်စိတ်ရှိရှိစောင်းလိုက်သည်အသက်ရှူတန်ကိုခံမှန်းကြည့်ရာကောင်းကောင်းအိမ်မောကြနေပြီဖြစ်ကြောင်းသိရသည်အလောက်ဆလို့ရပြီကြက်စုံသည်ဟာနေတော့ပြင်ကြားတဲ့သို့လက်ရှူလိုက်သည်အဖေးဖေးနှဲ့သည်လက်ဘွားဝင်သွားပြီ အထုတ်ရှိရနဲ့နှမ်းလိုက်ဦးမိတင်သည်တန်ချောင်းကိုတုံးရမလားလက်နဲ့အရင်ဆန်းကြည့်ဦးမိလက်ကိုနည်းနည်းစီထပ်တွင်းပြီးဆန်းလိုက်သည် အရာဝတ္ထုတစ်ခုကိုဆန်းမိ၏ဘာပါလဲချောင်းကနေအတက်မိသွားသည် သူ့လက်ကိုအရာတစ်ခုခုကပြင်းထန်စွာမျက်ထားလိုက်သည် အာ သူမအောင်နိုင်ပဲអော်မိသည် သူ့လက်ကကြွထောင်ကြောက်မှမိနေပြီဟဲ့ဟဲ့မိမကြီးနိုးလာပြီကျဆုပ်ကအတန်မထွက်အောင်နှကန်းကိုပြိကိုက်ပြီးလက်ကိုပြန်ဆွဲထုတ်သည်မယကျွထောင်ကျောက်ကသူ့လက်ကိုညှက်လိုက်ရတာ အပေါက်မှာကမ်းလှမ်းခံနေသည်ထောင်ချောက်ဤတန်ဆူးတွေကသူ့လက်ဖွားထဲသို့နှိမ့်ဝင်နေသည်အတဲခိုင်အောင်နာလာသဖြင့်ကျုပ်ကနေအတန်ထွက်သွား၏မိမကြီးကကရင်အောက်ကိုငုံကြည့်ပြီးနနိတ်တမီနှင့်ထိုးကြည့်ဟန်သူသည် မြင်သွား၏ဟဲ့အမလီဘာကြီးလဲကျွဆုပ်ကလက်ကိုအတင်းယုံသည်ကြံလက်တစ်ဖက်ကလည်းဘလို့မှကုလို့မရယုံလေတန်ဆူးတွေကနှိမ့်ဝင်လေတဖြင့်မကံမရနိုင်အောင်နာလာသည်တက်တက်တက်ရဲမိမကြီးကတက်တက်ငော့ငော့ကျွဆုပ်က တရေမောဘူးဗျလူဗျလူအမလေးနာလေဗျချုပ်ပေးပါဗျမမရှုပ်ရဲဘူးမတတ်နိုင်တော့နာလာပြီကျွထောင်ကျောက်ကနေလွတ်ဖို့တာလောလောဆယ်ဆယ်အရေးကြီးနေတဲ့ပြင်ဒါဆိုတခြားလူတွေခေါ်လိုက်ဗျခေါ်ပါဗျမြမြန်မြမကြီးကလည်းအကြောက်လုံးပြီးခရောင်ကရမ်းဖြစ်နေပုံရသည်မအောင်နိုင်တော့ပဲဂျမ်းပေါ်မှာခုန်နေသည်ထို့ကြောင့်ကျွတ်ဆုပ်မနေတာသူပတာသူအော်ရတော့သည်လာကြပါမျိုးကဲတော်မူကြပါတခိုးပြုတ်တခိုးအတန်ကုန်ဟစ်သည် လက်ကလည်းတဆစ်ဆစ်အရန်နာနေပြီတခိုးပြိုတခိုးမြမြလာကြပါလူတွေဝိုင်းလာသည်အတန်တွင်ဆူရန်နေသည်ဟေ့ဗမာလည်းတခိုးဒီမားပြအိမ်ရောက်မှာအမနေနာလာပါပြီမြမြလာပါဗျလက်နှိမ့်တက်မိအောင်တွေသူ့ဘော်ကြလာသည်ကျွန်တော်ပဲဗျကျွန်တော်ပဲဗျတခိုးတခိုးကိုယ်တိုင်ကသူ့ကိုယ်သူပြန်អော်ပြီးဖော်နေပြီလူတွေကြောင်နေသည်လာပါဗျမြမြဖြုတ်ပေးပါဒီမှာပေတော့မယ်လာဖမ်းကြပါဗျအမလေးဗျချက်စုပ်ကရှုံ့မဲ့ပြီးခုနှစ်တန်ချီអော်လိုက်သည်အဲ့ဒါပဲဗျာ အဲ့ဒါကြောင့်ကျုပ်ကကိုကကျူးရင်ကိုလက်တော့မယုံအောင်ဘူးလို့ပြောတာပေါ့ကျွတ်တာကြောင့်ညှတ်ထားကြည့်တန်ရကြောင့်အကျိုးတို့ဆိုင်ကကိုကကောက်ကောက်ကလေးဖြစ်နေတော့သူ့လက်ကလေးကိုကြည့်၍ပြောလိုက်သည်ထိုချိန်မှာပဲဟေ့ဘသူတွေလဲကွာစကားများနေတာနားကျင်လို့လားအိတ်ချင်းကွာအိတ်ချင်းနောက်ဝင်လိုက်တော့တာဝန်ကျအဆောင်ကြီးအတန်ကိုကြားရသည်သူတို့အုပ်စုလဲကြပြာကြာကိုနေရာကိုသွားပြီးကိုကိုလေးအလဲအိတ်လိုက်ကြရသည်အတန်ကြတော့ခါရဲဘက်အချင်းစကန်တစ်ခုလုံးတိတ်ဆိတ်သွားသည် မနက်ကြလင်းအစောကြီးထပြီးကြောက်ထုစကမ်းမှာမိမိတို့ကျူးလွန်ခဲ့သောပြစ်မှုများအတွက်ချွေးပြင်းပြန်လဲပေးဆက်ရရအောင်မည်။မူရင်းရေးသားသူဆရာမင်းလူနေတင်ဆက်သူမြန်မာစတိုရီဟပ်သူအားလေးစားစွာဖြင့် credit ပေးပါရခင်ဗျာ။